်ခုခုอ่ะဗောနော်တက်တဲ့အထောက်ထားမရှိတာနဲ့မဟုတ်ဘူးလို့တတ်မှတ်လို့မရအောင်ဥပမာမိသားစုထဲမှာလည်းငါတို့ပြဿနာရှိနေတယ်ငါတို့တယောက်တစ်ယောက်ချစ်ခင်မှုတွေရင်းနှီးမှုတွေစီလုံးမှုတွေမရှိဘူးဆိုတာကိုမစက်ကတာမပြောနေတာဒါပေမဲ့လက်တွေ့မှာအဲ့ဒီစီလုံးမှုဆိုတာပျောက်ဆုံးနေတယ်ဆိုတာအလုံးခံစားမိတယ်တူတူပဲလူတွေကအများသောအပြစ်ကဟန်ဆောင်ကြရလေဟုတ်တယ်မလားသိပြီမပြောချင်ကြဘူးလူတယောက်ကအပေါ်ယံမှာဖြစ်နေတာပဲချီလို့မရဘူး evidence ဆိုတဲ့သက်သေအထောက်အထားမပြနိုင်ခြင်းကတကယ်မရှိဘူးလို့ပြောလို့မရအောင်အဲ့ဒါတွေအရန်ရေးကြီးတယ်နော်လုပ်ငန်းခွင်မှာကိုယ့်ရဲ့ဆက်ဆံရေးကိုမိသားစုနဲ့နော်တစ်ခုခုကိုသက်သေအထောက်အထားမရှိလို့တကယ်မဖြစ်နေဘူးလို့မတွေးနဲ့အရာရာကိုလေးလေးနက်နက်မမြင်ရတဲ့အရာတွေကိုတွေးတဲ့အောင်ကြည့်ငါမတိလိုက်တဲ့အရာဘာတွေရှိမလဲ အမြဲတမ်းမေးကြည့်လူတွေကကိုယ်မပြောပြဘဲနဲ့ကြံနေတဲ့အကြောင်းအရာတွေဘာတွေဖြစ်နေမလဲဆိုတာကိုမေးခွန်းထုတ်ဟုတ်ပြီလားဒီလိုမျိုးစဉ်းစားကြည့်တဲ့အခါမှာဆိုရင်ကိုကအပေါ်ယံကြည့်ုံနဲ့မမြင်နိုင်တဲ့အရာတွေကိုမြင်တတ်လာလိမ့်မယ်ဗီဒီယိုပြည့်စုံကိုမဖွဲ YouTube Channel မှာတော့ကြည့်နိုင်ပါတယ်